ဲမင်္ဂလာပါကဲကလေးတို့ရေတတိယအတန်းသိပ်ပံရဲ့အခန်းနှစ်ကိုအတူတူကလေ့လာရမှာဖြစ်တယ်နော်အခန်းနှစ်မှာဘာကြီးပါလာမလဲဘာအကြောင်းတွေသင်ရမလဲဆိုတာကိုစိတ်ဝင်စားစရာလိုက်လေ့လာရမှာဖြစ်တယ်နော်ဟင်းပြောနေရင်လည်းချမ်းလာသလိုပဲအနှွေးတွေလူချင်းလိုက်တာအနှွေးတဲ့ဟောနည်းနည်းချမ်းစိတ်စိတ်လေးဖြစ်နေတယ်ရာဒီဥရုကအေးလာပြီပြောရင်လည်းရာဒီဥရုတွေကဲချမ်းလာလို့ဒီချဲအဲ့တော့ အနှွေးတွေလေးဝတ်ထားလိုက်ပြီနော်ကဲဆက်ပြောမယ်ကဲကလေးတို့ကြီးဘာတွေလစ်လာစရာဘာတွေတင်ကြားစရာတွေကိုလစ်လာမယ်ဆိုတာကိုကြည့်ရအောင်နော်ဟော့မူ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 ရွာနေတာဒီနေ ठी ठी လိုအပ်တယ် ठी ခုနပဲခြံတယ်အခုမိုးရွာပြန်ပြီရာသီဥရရလေနော် ပြောင်းလဲတာမြန်လိုက်တာဟောဖူလာပြန်ရောအိုက်လာပြီဟဲ့ကလေးတွေဘာဖြစ်လို့ရာသီဥတုတွေကပြောင်းလဲနေရလဲနော်စိတ်ဝင်စားစရာပဲရာသီဥတုကဘာလို့ပြောင်းလဲလဲဆိုတော့လေလေရေနေရေမိုးရေအကြောင်းပေါ့ကဲရာသီဥတုပြောင်းလဲတဲ့အကြောင်းကိုလေသင်ကြားရအောင်မှာဖြစ်တယ် ကဲကလေးတို့ရေရာသီဥတုတွေပြောင်းလဲတဲ့အကြောင်းလေးသင်ရမယ်နော်။ကဲဒီမှာကြည့်ပါဦး။တန်းဟောဒါကຫນွေပေါ့နော်။ຫນွေရာသီမှာပူပြင်း6ຕွေ့တွေအဲရေတွေလဲစားကြတယ်။နေရလဲအရန်ပူတာပေါ့။ကဲကလေးတို့ရေຫນွေရာသီမှာလေနေအရန်ပူတဲ့အခါမှာအန်ဒီရေရှိနိုင်တယ်နော်။ရေတွေခန်း6ပြီးတော့မှဒီမှာကြည့်ပါဦး။ပက်ကြအကြီးတွေဖြစ်သွားနိုင်တယ်နော်။ ကဲအဲ့ဒါကြောင့်မလို့နေကပူလွင့်ရင်လေအန်ဒီရရှိတယ်ကလေးတို့ရေဟောနောက်တစ်ခုကြည့်ရအောင်ကလေးတို့ရေတန်းတန်းတဒါကဲလက်မှုလေးဘလောက်လာလိုက်လဲနော်ဟဲဒီမှာကြည့်ပါဦးဒီမှာမိုးဇက်ကလေးတွေမိုးရွာနေတယ်ကဲမိုးရွာတိကြိုက်လားဟွန်းဒါပေမဲ့မိုးရွာတွန်းလွင့်ရင်လည်းမကောင်းဘူးနော် ရေကြီးတာရေရေရှန်တာတွေဖြစ်နေတယ်ဒီမှာကြည့်ပါဦးရေကန်ထဲမှာရေတွေပြင့်နေတာပဲเนาะอืมရေကြီးတာရေရေရှန်တာတွေတဘာဝဘေးအန္တရာယ်တွေဖြစ်နေတယ်ဒါကြောင့်မို့မိုးရွာလွန်းရင်လည်းအန္တရာယ်ရှိနိုင်တယ်ကလေးတို့ကြီးအေးနောက်ဆုံးတစ်ခုပြန်ရောင်းလေးနဲ့ဆိုတော့ဟောဒီမှာဆောင်းရည်ဒီမှာအင်းနင်းလူသားလေးอืม အဲဆောင်းရသည်မှာနင်းလေးတွေဖုံးမယ်နင်းတွေအများကြီးတွေ့ရတယ်နော်ကဲအဲ့ဒါဆိုလို့ရှိရင်နင်းတွေကလည်းနော်အရန်အေးလို့ရင်နင်းအရန်ဖုံးလို့ရင်လည်းမကောင်းတမကြည့်အောင်မကြည့်ဘာအပင်းမှမရှင်သန်နိုင်ဘူးနော်အဲအောက်မှာဘာပင်းပင်းမှမရှင်သန်နိုင်ဘူးအပင်းတွေကိုနင်းတွေကဖုံးပြီးတော့မှနော်အပင်းတွေရှင်သန်ဖို့တခက်ခဲတာပေါ့ကဲအဲ့ဒါကြောင့်မလို့ နေပူလို့ရင်လည်းအန်ဒီရရှိနိုင်တယ်မိုးရလို့ရင်လည်းအန်ဒီရရှိနိုင်တယ်လို့နင်းနေထူထိုင်ရင်လည်းအန်ဒီရရှိနိုင်တယ်ကဲဒါတို့မျိုးတွေဒီကြောင့်လည်းပတ်သက်ပြီးတော့စိတ်ဝင်စားစရာတတိယရန်သိပ္ပံရဲ့အခန်းနှစ်ကိုသင်ကြားရမှာဖြစ်တဲ့အတွက်သင်ချာအယောက်ဆက်ပြီးစူးစမ်းလေ့လာကြရအောင်နော်ကဲအခန်းနှစ်ကိုတွားရရအောင် အလုံးမင်းမင်္ဂလာပါတီချယ်ကတော့တတိယရန်သိပ္ပံကိုသင်ကြားပေးမယ်တီချယ်ဆန္ဒဖြစ်ပါတယ်တီချယ်တို့ဒီနေ့မှလေ့လာသွားမယ်အကြောင်းအရာကတော့တတိယရန်သိပ္ပံရဲ့အခန်းနှစ်မိုးလေဝသဟူဒူပဝင်းကျင်ဆိုတဲ့ခေါင်းစဉ်တွေကပထမဆုံးမိုးလေဝသကိုဖြစ်ပေါ်စေသောအကြောင်းရင်းများဆိုတဲ့အကြောင်းအရာလေးကိုလေ့လာသွားမှာပဲဖြစ်ပါတယ်เนาะ ပထမဆုံးဒီချက်ကမိုးလေဝသဆိုတာကိုတအားဦးသမီးတို့ဘယ်လိုနားလဲပါတလဲ ဒါဆိုရင်ဒီချေလိုမိုးလေဝသဆိုတာပါလဲဆိုတာကိုနည်းနည်းလေးပြောပြကြည့်ပါမယ်နော်မိုးလေဝသအခြေအနေဒီအချိန်တစ်ခု နေရာတစ်ခုတွင်ရှိသော လေနှင့်ကောင်းကင်အခြေအနေကိုလာရွေးဖြစ်ပေါ်သည် တနည်းနဲ့တနည်းသို့မဟုတ်တနည်းထဲမှာ မိုးလေဝသအခြေအနေပြောင်းလဲသည် နေတာခြင်းတိမ်ထူခြင်းမိုးရွာခြင်း လေတိုက်ခြင်းအေးခြင်းနှင့်နှွေးခြင်းများကို ဖြစ်ပေါ်စေသည် ကျဲအခုဖတ်ပြသွားတဲ့စာကြောင်းလေးကတော့မိုးလေဝသဆိုတာဘာကိုခေါ်တာလဲဆိုတာကိုဖတ်ပြပေးတာဖြစ်ပါတယ်။ဒါဆိုရင်ပို့ပြီးတော့မှတ်မိသွားအောင်လို့ဒီချက်ကနောက်တစ်ခေါက်ပြန်ဖတ်ပြပါမယ်နော်။မိုးလေဝသအခြေအနေဒီအချိန်တစ်ခု နေရာတစ်ခုတွင်ရှိသော လေနှင့်ကောင်းကင်အခြေအနေကိုလာ၍ဖြစ်ပေါ်သည့်တနည်းနဲ့တနည်းဒုမဟုတ်တနည်းထဲမှာမိုးလေဝသအခြေအနေပြောင်းလဲသည့်နေတာခြင်းတင်ထူခြင်းမိုးရွာခြင်း လေတိုက်ခြင်းအေးခြင်းနှင့်နှွေးခြင်းများကိုဖြစ်ပေါ်စေသည့် ဒါဆိုရင် သူက ခုနတစ်ချက်ဖက်ပြသွားတဲ့အထဲမှာမိုးလေဝသကလေနဲ့ကောင်းကင်အခြေအနေကိုလိုက်ပြီးဖြစ်ပေါ်တယ်လို့တစ်ချက်တို့ ြောတယ်เนาะအဲ့တော့ teacher တို့အခုခင်မှာဆိုရင်မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေရှိလာပြီเนาะကြိုတင်ခန့်မှန်းချက်တွေရှိလာလို့လည်း teacher တို့ကမုံတိုင်းအန္တရာယ်တွေကိုကြိုတင်ပြင်ဆင်ပြီးရောအချိန်မီရှောင်ရှားနိုင်ကြရတယ်။ဒါကြောင့်မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေကိုသိနိုင်ဖို့နေ့တစ်နေ့ရဲ့မိုးလေဝသအခြေအနေကိုကြိုတင်သိနိုင်ဖို့တိုင်းတာတဲ့ကြိယာလေးလည်းရှိပါတယ်။မိုးလေဝသအခြေအနေကိုကြိုတင်ခန့်မှန်းနိုင်ဖို့ပထမဆုံး teacher တို့ကသာမိုမီတာနဲ့လေညွန်တန်ကိုအသုံးပြုပြီးလေဒုပူချိန်နဲ့ ေတိုက်ချင်းလို့ကိုတိုင်းတာပြီးမိုးလေဝသအခြေအနေပြောင်းလဲခြင်းကိုခံမှန်းနိုင်ပါတယ်။နောက်တစ်ခုကတော့ဒီချာလို့မိုးရေချိန်တိုင်းခော့ကိုအသုံးပြုပြီးမိုးရေချိန်ကို တိုင်းတာပြီးတော့မှမိုးလေဝသအခြေအနေကိုပြောင်းလဲခြင်းကိုခံမှန်းနိုင်ပါတယ်။ ဒါဆိုရင်ဒီချက်ခုနပြပြသွားတဲ့အထဲမှာမိုးလေဝသအခြေအနေကိုခံမှန်းနိုင်တဲ့ကိရိယာ၃မျိုးရှိပါတယ်เนาะလေတုဘူးချင်းကိုတာမိုမီတာလေတိုက်ချင်းကို လေညွန်တန်းမိုးရည်ချင်းကိုမိုးရည်ချင်းတိုင်းခွက်တို့ကိုတုံးပြီးတော့မှဒီချက်တို့မိုးလေဝသအခြေအနေကိုခံမှန်းနိုင်ပါတယ် ဟုတ်ပြီဒါဆိုရင်အခုဒီချက်ပြပြသွားတဲ့မိုးလေဝသဆိုတာဘာလဲမိုးလေဝသအခြေအနေကိုဘယ်လိုမျိုးခံမှန်းနိုင်လဲဆိုတာကိုနားလည်သဘောပေါက်သွားပြီလို့ထင်ပါတယ်နော်ဒါဆိုရင်ဒီချက်ကဆက်ပြီးတော့မှမိကွန်းလေးတွေကိုဖတ်ပြီးတော့အဖြစ်လေးတွေကိုနည်းနည်းလေးစဉ်းစားကြည့်ကြမယ်နော်အရင်ဆုံးပြထားတဲ့ပုံလေးကိုကြည့်မယ်နော်ပုံလေးမှာဆိုရင်နေရဲ့ကဘာလုံးရဲ့ပေးထားပါတယ်ပုံထဲမှာနေလေးကိုကြည့်ပါဦးနေကနေဒီချက်တို့မျှလေးတွေကကဘာကိုထိုးပြထားတာကိုလည်းတွေ့ရမယ်နော်အဲ့တော့ပုံလေးကိုကြည့်ပြီးတော့မိကွန်းနံပါတ်1လေးကိုဖတ်ပြပါမယ် ဘာဒီနေမှာမြည်ဒီကိုရရှိပါတည်းဒါဆိုရင်နည်းနည်းလေးစဉ်းစားကြည့်ပါဦးကဘာကိုနေကဘာတွေရရှိလဲဆိုရင်တချို့လိုအပူနဲ့အလင်းကိုရရှိပါတယ်။ဟုတ်ပြီအဲဆိုရင်တချို့လိုမိခွန်းနံပါတ်1ကိုဆက်သွားပါမယ်။မိခွန်းနံပါတ်1ကတော့ပုံကိုကြည့်ပါကဘာဒီနေမှာအပူကိုညီတူညီမျှရရှိနိုင်မှုရှိမရှိဖြေဆိုပါအဘဲကြောင့်နိ။ဟုတ်ပြီအဲဆိုလို့ရှိရင်အဖြေလေးကတော့ ကဘာဒီနေမအပူကိုညီတူညီမျှမရရှိနိုင်ပါဘာလို့လဲဆိုရင်ကဘာဒီနေမတက်တက်ရသောအပူဒီများပြီးနေမဆောင်းဆောင်းရလျင် အပူနဲ့ဒီဟုတ်ပြီမိခွန်းနံပါတ်3ဆက်သွားပါမယ်မိခွန်းနံပါတ်3နေဤအပူဒီကျွန်ုပ်တို့ကိုမြည်သည့်ဂူကြီးပေးပါသည်ဟုတ်ပြီကနေဤအပူဒီကျွန်ုပ်တို့ဘလို့ဂူကြီးပေးလဲဆိုရင် အဖြစ်လေးက နေဤအပူသည်ကျွန်ုပ်တို့ကိုအနှွေးဓာတ်အပူဓာတ်ပေးပါသည်အဲဆိုရင်ဒီချေတို့ကမိကွန်းနံပါတ်၄ကိုဆက်သွားပါမယ်မိုးလေဝသကိုမိတို့နားလဲပါသည်နီးတဲ့မိုးလေဝသကိုဘလို့နားလဲလဲဆိုရင်ဒီချေကသင်္ကန်းစာဆက်ဆချင်းမှာလဲပြောသွားပါတယ်မိုးလေဝသဆိုတာမိုးရွာခြင်းနေပူခြင်းလေတိုက်ခြင်းတိမ်ထူခြင်းဒါတွေကိုမိုးလေဝသလို့ခေါ်ပါတယ်အဲ့တော့မိကွန်းနံပါတ်၅ကိုဆက်သွားပါမယ်မိုးလေဝသအခြေအနေပြောင်းလဲရင်လူတို့တွင်မိတို့ပြောင်းလဲရသည်နီး ဒါလေးရကြတော့ဒီချေတို့နည်းနည်းလေးစဉ်းစားပြီးတော့တာဝန်သမီးတို့ကိုကြိုက်တဲ့အဖြေကိုလည်းဖြေနိုင်ပါတယ်။ဒါပေမဲ့ဒီချေကနမူနာလေးဖြေပြပါမယ်။ဒီချေရဲ့အဖြေကတော့မိုးရွာနေပူလျင်ထီဆောင်ရပါသည်။ဟုတ်ပြီနော်ဒီချေတို့မိုးလေဝတာချင်းနေပြောင်းလို့ရှင်လူတွေကမိုးရွာလို့ရှင်ထီဆောင်ရတယ်။နေပူလို့ရှင်လည်းထီဆောင်ပြီးတော့သွားရတယ်။ဒီအဖြေလေးကိုပေါ့နော်။ ဟုတ်ပါပြီအဲ့တော့တီချဲတို့ကနောက်ထပ်မိကွန်းလေးကိုဆက်ပြီးတော့သွားပါမယ်နောက်ထပ်မိကွန်းလေးကိုမသွားခင်မှာတီချဲကဥတုလို့ခေါ်တဲ့ရာဒီဥတုအကြောင်းကိုနည်းနည်းလေးရှင်းပြပေးပါမယ်ဥတုဆိုတာကပုံမှန်ဖြစ်ပေါ်နေသောတူညီသည့်မိုးလေဝသအခြေအနေကို လိုက်၍တစ်နှစ်တာဥတုကို ပိုင်းခြားနိုင်ပါသည်ပြန်ပြောပါမယ်နော်ဥတုဆိုတာပုံမှန်ဖြစ်ပေါ်နေသောတူညီသည့်မိုးလေဝသအခြေအနေကိုလိုက်၍တစ်နှစ်တာဥတုကိုပိုင်းခြားနိုင်ပါသည် ည်။များသောအားဖြင့်ဒီချေရိုးနိုင်ငံတွေမှာဆိုလို့ရှိရင် မတူညီတဲ့မိုးလေဝသအခြေအနေရှိကြတယ်။တနိုင်ငံနဲ့တနိုင်ငံမှာရှိတဲ့ဥတုတွေ၊ရာသီဥတုတွေကမတူကြပါဘူးတဲ့။ဒီချေရိုးရဲ့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်နှွေဥတု၊မိုးဥတုနဲ့ဆောင်းဥတုဆိုပြီးတော့မှဥတု၃မျိုးရှိတော်လဲပဲ။ဒီချေရိုးနဲ့နီးတဲ့ဒီချေရိုးစင်ကာပူနိုင်ငံဆိုလို့ရှိရင်မိုးဥတုနဲ့ຫນွေဥတုနှစ်မျိုးပဲရှိပါတယ် ဟုတ်ပြီနော်တစ်ချက်ပြန်ပြောပါမယ်တီချဲတို့ရဲ့မြန်မာနိုင်ငံမှာရှိတဲ့ရာတီဥဒုကတော့ຫນွေဥဒုမိုးဥဒုနင်းဆောင်ဥဒုဆိုပြီးတော့မှ၃ခုရှိပါတယ်။ကဲဟုတ်ပြီတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ဥဒု၄မျိုးထိတောင်ရှိပါတယ်တဲ့။ဥဒု၄မျိုးရှိတဲ့နိုင်ငံကဥပမာဆိုလို့ရှိရင်ဂျပန်နိုင်ငံတဲ့။ဂျပန်နိုင်ငံမှာရှိတဲ့နိုင်ငံဥဒု၄မျိုးကဘာလဲဆိုလို့ရှိရင်ຫນွေຫນွေဥဆောင်ဆောင်ဥလို့ပဲဖြစ်ပါတယ်။ ုတ်ပြီဒါဆိုရင်ဥတုအကြောင်းကိုလည်းသိသွားပြီဆိုတော့ဒီချဲကမေခွန်းလေးကိုဆက်သွားပါမယ်။အရင်ဆုံးဒီချဲကပုံလေး၃ပုံကိုပေးထားပါတယ်။ပုံလေး၃ပုံမှာပေးထားတဲ့ຫນွေဥတု၊မိုးဥတု၊ဆောင်းဥတုဆိုပြီးတော့မှ၃ပုံပေးထားပါတယ်เนาะ။စာလေးလည်းရေးပေးထားပါတယ်။ကဲပုံလေးကိုကြည့်ပါမယ်ပုံလေးမှာဆိုလို့ရှိရင်ရာဒီဥတုကိုလိုက်ပြီးတော့သူတို့ဝေးရတဲ့အဝတ်စားလေးလည်းမတူကြဘူးเนาะຫນွေဥတုမှာဝေးရတဲ့အဝတ်စား မိုးဥတုမှာဝေရတဲ့ဝက်စားတွေဆောင်းဥတုမှာဝေရတဲ့ဝက်စားတွေမတူကြပါဘူးအဲဆိုရင်ဒီပုံလေး၃ပုံကိုကြည့်ပြီးတော့မိကွန်းလေးကို ဖြည့်ကြည့်ပါမယ်မိကွန်းနံပါတ်၁မြန်မာနိုင်ငံတွင်ဥတုအမျိုးအစားမြင်များရှိသည်။အမြင်များကို ဖော်ပြပါအဆိုရင် ဖြေးလေးကဒီချက်ခုနပြောပါရဲမြန်မာနိုင်ငံတွင်ဥတုမျိုးစား၃မျိုးရှိပါတယ်။နှွေဥတုမိုးဥတုဆောင်းဥတုတို့ပဲဖြစ်ပါတယ်။အဲ့တော့ပုံလေးကိုကြည့်ပြီးတော့မှမိခွန်းနံပါတ်1ကိုဆက်သွားပါမယ်။ ဥတုတစ်ခုစီဤထူးခြားချက်များကိုဖြေပါဥတုတစ်ခုစီထူးခြားချက်များဆိုရင်ဒီချေကပုံလေးကိုကြည့်ပါဦးຫນွေဥတုຫນွေဥတုမှာဆိုဘာဖြစ်လဲရက်တောင်လေးကမ်းပြီးတော့အိုက်တယ်ဟုတ်တယ်နော်ຫນွေရည်ဆိုရမ်းပူတယ်အဲ့တော့ຫນွေရည်ရဲ့ထူးခြားချက်ကအိုက်တယ်ကဲမိုးဥတုမိုးဥတုဆိုလို့ရှိရင်ဒီချေတို့ကဘာလဲဆိုရင်ထီးဆောင်ရတယ်ပြီးတော့မိုးကအင်ဂျီတွေဝေးရတယ်ဖနက်တွေဆိုလို့ရှိရင်လည်းမိုးစီးဖနက်လေးစီးရတယ်အဲ့တော့မိုးဥတုရဲ့ထူးခြားချက်ကဘာဖြစ်လဲဆိုရင်ဆိုဆွတ်တီး ကဲဆောင်းဥဒုဆောင်းဥဒုရဲ့ထူးခြားချက်ကဘာလဲဆိုရင်ဒီချေကိုပုံလေးကိုကြည့်ပြီးတော့သူဝတ်ထားတဲ့အဝတ်စားလေးဆိုကြည့်ပါဦးဝတ်စားအထူးကြီးကိုဝတ်ထားတာတွေ့ရနော်အဲ့တော့ဆောင်းဥဒုရဲ့ထူးခြားချက်ကဘာဖြစ်လဲဆိုရင် AD အဲ့တော့ဒီချေကိုမိခွန်းနံပါတ်3ကိုဆက်သွားပါမယ်ဥဒုတခုစီတွင်အများဆုံးတွေ့မြင်ရသောမိုးလေဝသအခြေအနေများကိုဖော်ထုတ်ပါတဲ့ဟုတ်ပြီနော်ကဲမိုးလေဝသအခြေအနေဆိုတော့နွေရာသီမှာဆိုရင်အများဆုံးတွေ့ရတာကတော့နေပူဒီပေါ့ ကဲဟုတ်ပြီမိုးရာသီမိုးရာသီမှာဆိုရင်အများဆုံးမိုးရာသီကဲစောင်းရာသီမှာဆိုရင်အများဆုံးနှင်းကြသီနှင်းကြသီအပြင်မှာတချို့ကဟာတချို့နိုင်ငံမှာဆိုရင်နှင်းကြရာမရှိဘူးတောက်တမျိုးလည်းမတွေ့ဘူးဒါပေမဲ့တချို့နိုင်ငံမှာဆိုရင်စောင်းဘူးဆိုရင်အများသောအားဖြင့်မြူဆိုင်တယ်လို့ခေါ်တယ်မနှက်ဆိုလို့ရှင်စောဤထားလို့ရှင်လေလမ်းနေရှောက်လို့ရှင်တယောက်နဲ့တယောက်မမြင်ရဘူးလေနော်အဲ့တော့အဲ့ဒါကိုတချို့ကနှင်းကြတယ်လို့မခေါ်ဘူးမြူဆိုင်တယ်လို့ခေါ်တယ် ဟုတ်ပြီเนาะအဲ့တော့ဒီချက်တော့မိခွန်းနံပါတ်၄ကိုဆက်သွားပါမယ်ဥတုပြောင်းလဲတော့အခါလူတို့တွင်မိတို့ပြောင်းလဲရသည်။ဥတုတွေပြောင်းလို့ရှိရင်တဲ့ဒီချက်တော့လူတွေမှာဘယ်လိုပြောင်းလဲရလဲဆိုလို့ရှိရင်ဒီချက်နည်းနည်းလေးပြောပြမယ်เนาะသူ့ရဲ့ဖြေလေးကຫນွေဥတုတွင်ပါသောအဝတ်များဝတ်ဆင်သည်မိုးဥတုတွင် မိုးရေမဆူအောင်ပြုလုပ်ရသည် ဆောင်းဥတုတွင်အနွေးတွေများဝတ်ဆင်ရသည် တချို့ရောဆိုရင်မိခွန်းနံပါတ်5ကိုပြင်သွားပါမယ်မိခွန်းနံပါတ်5ကမိသားစုနဲ့အတူခရီးထွက်ရန်အစီအစဉ်ရှိလျင်မြေတီဥဒူတွင်ခရီးထွက်မည်နီးအဘဲကြောင့်နီးတဲ့ဒါကတော့ဒီဖီလီယာတောက်သမီးတို့ဟာကိုဘလို့သွားကျင်လဲဘဲဥဒူမှာသွားကျင်လဲအဲ့ဒါကိုဘယ်နေရာကိုသွားကျင်လဲဆိုတော့ကိုကြိုက်တဲ့အဖြေကိုဖြေနိုင်ပါတယ်ဒီချက်ကနမူနာလေးဖြေပြပါမယ်ဒီချက်ကတော့ခရီးထွက်မည်ဆိုလို့ရှိရင်နွေရာသီကိုရွေးပါမယ်ဘာဖြစ်လို့လဲဆိုရင်နွေရာသီကများသောအားဖြင့်ရာသီဥဒူတာယာပြီးတော့ မိုးမရာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါဆိုရင်တောက်သမီးတို့လည်းတေချာစဉ်းစားပြီးရောဘယ်ယာဒီဥတုမှာခီးထွက်ခြင်းနဲ့ဘာကြောင့်လဲဆိုတာကိုဖြည့်ပေးမယ်နော်။ဒါဆိုရင်တီချယ်နဲ့နောက်ထပ်ဘဟုတ္တာလေးရရှိဖို့လက်တွေ့လေးလုပ်ပြီးတော့မှမေးခွန်းလေးနည်းနည်းလေးထပ်ပြီးတော့အတူတူစဉ်းစားပြီးတော့ဖြည့်ကြည့်ကြမယ်နော်။ဒါဆိုရင်ဒီမေးခွန်းလေးကိုမစခင်မှာတီချယ်နဲ့အတူတူလိုက်လုပ်ကြည့်လို့လည်းရပါတယ်။လိုအပ်တဲ့ပစ္စည်းတွေကဘာရှိမလဲဆိုရင် ရေနွေးနဲ့ရေနွေးထည့်ရန်အဖုံးပါတဲ့ခွက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့တတိထားရမှာကရင်းနှီးနဲ့လို့ရမှာဆိုတော့တောက်သမီးတို့ကအိမ်က လူကြီးတယောက်ယောက်နဲ့အတူတူလုပ်ရင်ပိုကောင်းမယ်နော်။ကဲအဲဆိုရင်ဒီချက်တို့လက်တွေ့လေးလုပ်ကြည့်မယ်နော်။ဟုတ်ပြီရင်းနှီးကိုခွက်ထဲသို့ လောင်းထည့်ပါ။ပြီးလျင်အဖုံးအုပ်ပါ 5မိနစ်ခန့်ကြာသောအခါအဖုံးကို ဖွင့်ပါလေ့လာပြီးနောက်မီးခွန်းများကိုဖြည့်ဆို့ပါဟုတ်ပြီအဆိုရင်ဒီချဲရိုးတောက်တယ်မလို့လည်းလုတ်ပြီးပြီလို့ထင်ပါရတယ်။အဲ့တော့5မိနစ်လေးဆောင်ပြီးတော့မှဒီချဲရိုးမေးခွန်းလေးကိုဖြည့်ကြည့်မယ်နော်။ကဲဟုတ်ပြီအဆိုရင်မေးခွန်းနံပါတ်1ရေနွေးကိုတဲ့ခွက်ထဲသို့ထည့်တော့ခါမိတီကို တွေ့မြင်ရသည်နိ။ ကဲရင်နွေးကိုခွက်ထဲထည့်လိုက်တော့ဘာတွေ့ရမလဲလော်လော်လေးပဲလीနော်ရင်နွေးကိုခွက်ထဲထည့်လိုက်တော့ရင်နွေးရဲ့ပြီးလို့ရှိရင်ရင်နွေးကပူတဲ့အခါကျတော့သူတို့သူကဘာလဲဆိုရင်ရင်နွေးငွေ့ကလေးခွက်ရဲ့ထိတ်ကလေးမှာအငွေ့လေးကိုတွေ့ရမယ်အဲ့တော့ဘာတွေ့ရတယ်လို့ဆိုမလဲဆိုရင်တချို့တို့ကရင်နွေးနဲ့ရင်နွေးငွေ့ကဲမေကိုနံပါတ်1အဖုံးဖွင့်လိုက်သောအခါအဖုံးတွင်မြည်ဒီကိုတွေ့မြင်ရသည်။ကဲဟုတ်ပြီဆိုရင်တာဝတ်သမီးတို့လှုပ်ထားတဲ့ရင်းနှီးခွက်လေးအဖုံးလေးကိုဖွင့်ကြည့်လိုက်ပါ။ဘာလေးတွေ့ရလဲ။ ရေဆက်ကလေးတွေတွေ့ရတယ်ဟုတ်တာပေါ့အဲ့တော့အဖုံးဖွင့်လိုက်တော့အခါအဖုံးတွင်ရေဆက်ကလေးများကိုတွေ့မြင်ရပါသည်အဲ့တော့မိခုနံပါတ်3ကိုဆက်သွားပါမယ်။ရေနွေးငွေ့များသည့်အဘဲကြောင့်ရေဖြစ်သွားပါသည်တဲ့။ဒါလေးကတော့တာဝတ်သမီးတို့လည်းတချို့တွေသိမယ်လို့ထင်ပါတယ်။တာဝတ်သမီးတို့တန်းမာတွေကသင်ခဲ့ရတယ်နော်။ရေနွေးငွေ့များသည့်အေးလျင်ရေပြန်ဖြစ်သည်။ကဲဟုတ်ပါပြီ။အဲ့ဆိုရင်ဒီချေလို့လက်တွေ့စမ်းသပ်ချက်တစ်ခုပြီးသွားပြီ။နောက်ထပ် စမ်းသက်ချက်လေးတစ်ခုလုပ်ချင်ပါတယ်အဲ့တော့တောက်သမီးတို့ကရေခဲတုံးလေးတွေနဲ့ခွက်ကလေးတွေလိုပါမယ်နော်အဆင်ပြေမယ်ဆိုရင်ဒီချက်ကိုရေခဲတုံးလေးနဲ့ရေထည့်ဖို့ခွက်ကလေးယူပြီးတော့မှဒီချက်တို့ဒီစမ်းသက်ချက်ကိုအတူတူလိုက်လုပ်ကြည့်ပါမယ်ရေခွက်နှစ်ခွက်ထဲသို့ရေထည့်ပါရေခဲတုံးကို ခွက်တစ်ခုတည်းတင်တာထည့်ပါ တော့ဒီချက်ကို5မိနစ်စောင့်လိုက်ပါမယ်5မိနစ်ကြာတော့အခါခွက်နှစ်ခွက်ကိုလေးလာပြီးမေခွန်းများကိုဖြည့်ဆို့ပါအဲ့ဒါဆိုလို့ရှိရင်မိခွန်းလေးဖြည့်ကြည့်ရအောင်မိခွန်းနံပါတ်1ရေခွက်နှစ်ခွက်ဤဘေးမျက်နှာပြင်တွင်မြည်တီကိုတွေ့ရပါသည်နိ ်ကဲကြည့်ကြည့်ပါဦးရေခဲတုံးထည့်ထားတဲ့ခွက်နဲ့ရေခဲတုံးမထည့်ထားတဲ့ခွက်ဘာတွေတွေ့ရလဲဟုတ်ပြီနော်။ဘာတွေ့ရလဲဆိုရင်အဖြေကတော့ရေခဲပါတော့ခွက်ဘေးတွင်ရေဆက်ကလေးများတွေ့ရပါသည်။ကဲမိခွန်းနံပါတ်1ရေခွက်နှစ်ခွက်တွင်မြစ်တိကွာချားမှုတွေ့ရသည်။ဘာကွာချားလဲဆိုလို့ရှိရင်တောက်ရွေနည်းနည်းလေးကင်ကြည့်လိုက်ပါနော်ရေခွက်လေးနှစ်ခွက်ကိုဘာကွာချားလဲဆိုရင်ရေခဲပါတော့ခွက်ကပိုရွေးအေးသည်။ ဲ့တော့မေကုနံပါတ်3ကိုဆက်သွားပါမယ်။ရေဆက်များကိုအဘဲချောင်းတွေးရသည်။ရေဆက်တွေကိုဘာလို့တွေးရလဲဆိုရင်ဒီချက်ကအဖြေလေးပြောပြပါမယ်။လေထဲရှိရေခိုးရေမြင့်များသည်အေတော်ချောင်းရေပြန်ဖြစ်သည်။ဒါကြောင့်မလို့တချို့တို့ကဗာလဲဆိုရင်ရေခဲတုံးထဲ့ထားတဲ့ခွက်ရဲ့ဘေးမှာရေဆက်ကလေးတွေတွေ့ရတာပေါ့နော်အဖြေလေးပြန်ပြောပါမယ်လေထဲရှိရေကိုရေငွေများသည့်အေတော်ကြောင့်ရေပြန်ဖြစ်သည့် ဲ့တော့မိဂုနံပါတ်၄ကိုဆက်သွားပါမယ်။ရေဆက်များကမြည်သည့်အရာမှဖြစ်လာသည်တဲ့။ရေဆက်လေးတွေကရေခဲတုံးထည့်ထားတဲ့ခွက်ရက်ဘေးမှာရေဆက်ကလေးတွေဘာလို့ဖြစ်လာတာလဲတဲ့။သူ့ရဲ့အဖေကဘာဖြစ်မလဲဆိုရင်လေထဲရှိရေခိုးရေမွေးများကြောင့်ရေဆက်ကလေးတွေဖြစ်ပေါ်လာပါတယ်တဲ့။ ကဲဒါဆိုရင်ဒီချေတော့နောက်ထပ်မေးခွန်းလေးတစ်ခုကိုဆက်ပြီးတော့လေ့လာကြည့်မယ်နော်။ဟုတ်ပြီဘေးနားမှာဒီချေပုံလေးပြထားပါဗါး။မိုးတိတ်သောအခါပဝင်းကျင်တွင်ရေအိုင်ကလေးများတွေ့ရပါသည်။အချိန်တစ်ခုကြာမြင့်လာသောအခါရေအိုင်ငယ်လေးများမှရေများမတွေ့ရပါ။အဲဆိုရင်ပုံကိုလေ့လာပြီးတော့တဲ့မေးခွန်းများကိုဖြေကြည့်ပါတဲ့။ ဟုတ်ပြီဒီမေးခွန်းလေးဟာပုံလေးလေးပေးထားတယ်ဒါပေမဲ့တောက်တမီတို့အပြင်မှာလည်းမိုးရင်းဆိုရင်တွေ့ရမှာပါမိုးတွေရွံ့ရွာပြီးလို့ရှင်တောက်တမီတို့လမ်းပေါ်ထွက်လိုက်လို့ရှင်လမ်းမှာရေအိုင်လေးတွေတွေ့ရတယ်ဒါပေမဲ့နေနေနဲ့တာဝါလို့ရှင်ရင်အဲ့ရေအိုင်ထဲမှာရေကမရှိတော့ဘူးထူးဆန်းတယ်နော်အဲဆိုရင်ဒီချေကိုနည်းနည်းလေးစဉ်းစားပြီးတော့မေးခွန်းလေးကိုဖြည့်ကြည့်မယ်နော်နံပါတ်1ရေအိုင်ထဲကရေများတဲ့မြည်တိနေရာတို့ရောက်သွားသည်နီးတဲ့ဘယ်ကိုရောက်သွားရလို့ထင်လဲ ဟုတ်ပြီအဖြေလေးကတော့ရေအိမ်ထဲကရေများတချို့ဒီလေထဲသို့ တချို့ဒီမြေကြီးထဲသို့ရောက်သွားပါတယ်တဲ့နှစ်နေရာကိုရောက်သွားတာเนาะတနေရာတည်းကိုဖြေလို့ရှိရင်အမှတ်မရအောင်เนาะနှစ်နေရာလုံးဖြေနိုင်မှာအမှတ်ရမယ်เนาะဒါလေးကိုတခြားပြန်မှတ်ထားမယ်ပြန်ပြောပါမယ်ရေအိုင်တဲကရေများတချို့ဒီလေထဲသို့တချို့ဒီမြေကြီးထဲသို့ရောက်သွားပါသည်တဲ့အဖြေလေးရကဲဟုတ်ပါပြီမိကုနံပါတ်1ကိုဆက်သွားပါမယ်ရေအိုင်တဲကရေများခန်းချောက်သွားရင်မြေဒီကအကူအညီပေးသည်နီးတဲ့ ကဲရေလီခန်းချောက်ကိုဘယ်သူအကူညီပေးရလို့ထင်လဲဟုတ်တယ်နေမှအပူနဲ့လေတိုက်နှုံတို့ကရေများခန်းချောက်သွားရန်ကူညီပေးပါတယ်ဟုတ်ပြီနော်ဒီမှာလဲအဖြေအားနှစ်ခုရှိရယ်နော်နေမအပူနဲ့လေတိုင်နှုံး ကဲမေကိုနံပါတ်3ကိုဆက်သွားပါမယ်။လေထဲတွင် မြည်တီတို့ရှိတနည်းတဲ့ဟုတ်ပြီ။တချဲတို့ဒီပတ်ဝန်းကျင်မှာလေထဲမှာဗားရီရှိလေတဲ့။ဟိုးရှိကမေကိုနေမှာလဲတချဲတို့ဖြေသွားတယ်နော်။လေထဲတွင် ရေခိုးရေမွေးများရှိပါသည်။ဒီဖြေလေးကိုလည်းတေချာလေးမှတ်ထားမယ်နော်။ဒီဆက်ပြန်ပြောပါမယ်။လေထဲတွင် ရေခိုးရေမွေးများရှိပါသည်။ ကဲဒါဆိုရင်ဒီနေ့ဒီချက်တင်သွားတဲ့မိုးလေဝသနဲ့ဥတုအကြောင်းကိုသိချလေးနားလည်သဘောပေါက်သွားမယ်လို့ထင်ပါရဲ့နော်။ဒါဆိုရင်ဒီချက်နဲ့အတူတူနောက်ထပ်စာသင်ချိန်လေးမှာပြန်တွေ့ပါမယ်။အားလုံးပဲတတ်တာ။